မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းနဲ့တကွ ကဘာသူကဘာသားတွေအားလုံးတဘဝဘီးရန်များကကျင်းစင်လွင့်ပြောက်ပြီးကကြီးသုံးပါးမှချောနိုင်လွှမ်းနိုင်တဲ့ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့ရှေးဦးစွာကိုဒေါက်တာဆောယုနှင့်တကွတပည့်များပေါ်ဖြူလာချာနယ်ဖွဲ့များကဆူတောင်းမြတ်တာပို့တာလိုက်ပါတယ်ရှင် အားလုံးပဲအေးချမ်းကြပါသည်ပျော်ရွှင်ကြပါသည်ကျမ်းမာကြပါစေချမ်းသာကြပါသည်ရှင်ခုကျမပြောပြမှာတော့ မကြာခင်နှစ်သက်ကူတော့မြတ်1389ပါဘယ်နေ့သားသီးလေးတွေကကံရဲ့အချိုးပေးကြနည်းနည်းကံကောင်းမင်းအတချို့တွေကမများကံကောင်းမင်းချို့တော်ဒီပိုင်းမှာနည်းနည်းလေးညံ့နေတာလေးလေးတွေရှိတတ်တာလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့လိုကောင်းတဲ့လူတွေရှိတယ်လို့နည်းနည်းညံ့တဲ့လူတွေလည်းရှိတဲ့အခါမှာကံကောင်းတဲ့လူတွေကတိတိနဲ့ပို့ပြီး ကံကောင်းသွားအောင်၊လှူနှံတိုင်နှံအောင်ဒါနရီပြုနှဲ့အောင်အတွက်လဲထပ်ရှင်ပြီးကံတရားကိုပံ့ပိုးပေးမယ်။အစီရင်ဆိုတဲ့ရေဒရာလေးတွေကိုလည်းပြောပြပေးမှာဖြစ်ပါတယ်။ထို့အတူပဲညံ့နေဆိုတဲ့နိနန္ဒာလေးတွေအတွက်လဲသူကံကိုကံကောင်းအောင်သူပြုတ်လိုက်တဲ့အကံဆိုတာကံမပါပဲကံမဆိုအလုံးလုံးဆိုလိုတာကိုရှင်းသူတို့အဲ့လိုကံလေးကံမလေးပြန်ကောင်းသူတို့ဘာလေးလှူဒန်းပေးမယ်ဘာလေးကိုကုသိုလ်ပြုမယ်ဒါနပြုလိုက်မယ်ဆိုရင် ညံ့တဲ့လူတွေအားလုံးကလည်းဒီတက်နှစ်တွဲမှာကံကောင်းပြီးပျော်ရွှင်ရမှာ ဖြစ်ပါတယ်ရှင်။ဒါကြောင့်လေအခုပြောမဲ့1389ဆိုရက်မြန်မာတက္ကီရကြီးကိုကျမတို့မဟာဗုဒ္ဓညာအရာပေါ့ရှင်နော်ပညာဖြစ်တဲ့နော်ဒီခုနှစ်နှစ်သားကြီးရဲ့ခုနှစ်နှစ်နေကိုခုနှစ်နဲ့စားလိုက်တဲ့အခါမှာမဟာဗုဒ္ဓညာမှာတက်လေးကျင်းပါတယ်ရှင်တက်ကျင်းတဲ့နှစ်လို့ပြောရပြီး စနေနဲ့တကျွေးနေဆိုတာတနင်္ဂနွေနံဟာဒီမဟာပုတ်ကဲ့ဘင်ကားရဲ့နေရာမှာ ရောက်ရှိနေတာမျိုးဖြစ်ပါတယ်ထို့အတူပဲတင်းတဲ့ထဲမှာအွန်လိုင်းတလူလူထူမှာတော့စနေသားသမီးတွေဖြစ်ပါတယ်ရှင်စနေသားသမီးကအထုံးနေရာမှာရောက်ရှိပြီးအင်္ဂါသားသမီးတွေကတိုက်ဆိုတဲ့เนาะနေရာဌာနလေးမှာ ရောက်ရှိပါတယ်ဒီချိန်မှာပဲတောက်ကြသားသမီးတွေကရဆဆိုတဲ့နေရာမှာ ကိန်းနေရာမှာတည်တတ်နေပါတယ်ကြာရီသားသမီးတွေကတော့ဒီနှစ်ကအဓိပတိဆိုတဲ့နေရာမှာရောက်ရှိပြီးအဲ့ဒီနေတန်သားတွေအလုံးဟာနည်းနည်းလေးလုံရင် များများဖြစ်မယ်များများလုံလို့ရှိရင်အထွတ်ထိပ်ရောက်နိုင်တဲ့ကိန်းတွေဖြစ်ပါတယ်အနာရောဂါတွေပဲရှိရင်တော့ဆေးကုသရင်ပျောက်နိုင်တဲ့နေတန်သားတွေဖြစ်ပါတယ်ထို့အတူပဲကျွင်းအကျွင်းဖြစ်တဲ့တနင်္ဂနွေသားသူတွေကတော့နည်းနည်းလေးညံ့နေ အဲ့ဒီလိုပဲဗုဒ္ဓသာသမိတွေဗုဒ္ဓသူဆိုတဲ့ဂျိုကလည်းဒီနှစ်ကမဟာဗုဒ္ဓပန်မရဏဂျိုဆိုတဲ့နေရာလေးမှာကတ်နေတဲ့အတွက်နင်းနေလေးညံ့ပါတယ်ဒါအပြင်ဗုဒ္ဓသာသမိတွေဟာဒီနှစ်ဗမာကောစာမှာ1389မှာအတာတက်တဲ့နေ့ဟာဗုဒ္ဓဖူးနေ့ဖြစ်တဲ့အတွက်ဗုဒ္ဓသာသမိတွေအတာစားတယ်လို့ရှေယုထုံးလှန်ရမှတ်ယူခဲ့ပါတယ်ရှင် ဒါကြောင့်ဗုဒ္ဓသာသမီတွေဟာဒီနှစ်မှာကိုယ့်ရဲ့မဟာဘုတ်ဟုတ်ပဲနဲ့ဒီနှစ်1389ရက်မဟာဘုတ်ကျင်းမှာမရဏကျုံမှာရောက်ရှိနေတာကတစ်ချက်နည်းနည်းညံ့နေအတာတင့်တဲ့အတွက်ကနည်းနည်းလေးညံ့နေအဲ့လေးကိုအများကြီးနည်းနည်းလေးဖြည့်ပေးလိုက်ရင်ကံကောင်းတော့မှဖြစ်ပါတယ်ထို့အတူပဲတနင်္လာသာသမီတွေကတော့ဒီတစ်နှစ်အတွင်းမှာကောင်းစရာရှိလဲကောင်းလက်ဆိုးစရာရှိလဲဆိုးလိုက်နဲ့ သူ့ကံကိုသူမထိနိုင်တာမျိုးနဲ့ဆိုရင်နည်းနည်းညံ့သွားတာမျိုးဖြစ်တတ်တယ်။သူ့ကံကိုသူ့အလုတ်ကိုသူကောင်းကောင်းမှုနဲ့အကောင်းကြီးနဲ့ဖန်တီးလိုက်မယ်ဆိုရင်တနင်္လာသားသမီးတွေလည်းကောင်းတဲ့အထက်မှာဝင်သွားမှာဖြစ်ပါရဲ့ရှင်။အဲ့တော့ဆက်ပြောပါတော့မယ်။စနေသားသမီးတွေဒီနှစ်ကစနေသားသမီးတွေဟာကျမတို့အင်္ဂါဝိဇာတိုင်လို့ပြောမှာပေါ့နော်။အဲ့တိုင်မှာဇေဟန်ဆိုတဲ့အောင်မြင်မှုဂျိုးမှာ စနေသားသမီးတွေကရောက်နေပါတယ်အဲ့တော့စနေသားသမီးတွေကဘာဖြစ်မလဲဆိုတော့အကြောင်းအရာတွေကကိုလုတ်တဲ့လုပ်ငန်းတွေကအောင်မြင်မှုရရှိတတ်တယ်အဲ့လိုအောင်မြင်မှုရရှိတဲ့ရှိန်ကိုပဲနောက်ထပ်ပံ့ပိုးကူညီပြီးလာရောက်ပြီးဆက်သွယ်ပြီးအလုပ်လုပ်မဲ့လူတွေလည်းပေါ်လာတတ်ပါတယ်ဒါကြောင့်အရာရာကိုအောင်မြင်နေမဲ့အချိန်ဖြစ်ပါတယ်ရှင်အောင်မြင်ခြင်းနဲ့တူလူဟာပြင်းမာနေနေရတူးတက်တာများပါလိမ့်မယ် ကျမ်းမာရေးလေးလည်းကောင်းမွန်နေပါလိမ့်မယ်သူတစ်ဖက်သားကိုလည်းကူညီနိုင်တဲ့သူဖြစ်ပါရဲ့ဒါအပြင်မိမိရဲ့ဂုံတရင်ကြော်စောခြင်းပြည်ပသွားဖို့လှုပ်ထားတဲ့ကိစ္စကြီးများရှင်ပြည်ပကိုလွယ်လွယ်ကူကူချော့ချော့မှွေ့မှွေ့နဲ့ရောက်ရှိတာမျိုးကြုံရတတ်ပါရဲ့ဝန်ထမ်းတွေဖို့ကတော့မိမိလုပ်တဲ့လုပ်ငန်းမှာမိမိမျှော်မှန်းတဲ့အစင်တန်းတစ်ခုထိကိုရောက်သွားနိုင်ပါလိမ့်မယ်ရှင်ဒါကြောင့်လေမိမိရဲ့အောင်မြင်မှုကိုဂုံယူတဲ့အနေနဲ့ စနေသားသမီးတွေဟာညစမ်းတဲ့နေ့မှာတေယောကမွန်းနဲ့ခေါင်းလျှော်မင်းလျှော်ပြီးလိုက်တာနဲ့နော်မိဘဆရာသမားသူတမေကိုပဝင်ချင်မှရှိတဲ့ဆရာသမားတွေကိုကိုချစ်ခင်တွေ့တာနေတဲ့နော်ဆရာသမားတွေအဲ့လူတွေကို one table လေးကျွေးလိုက်ပါရှင်အစားအသောက်လေးနဲ့ဧည့်ခံလိုက်ပါအဲ့ဒီတစ်နှစ်လုံးဟာစနေသားသမီးတွေအတွက် မိမိရဲ့ကုသူရဲ့ကောင်းတဲ့အကြောင်းအရာရဲ့အဲ့လိုကြွေးမွေးပြုလုပ်တဲ့ကုသူကံကြိုးအားကြောင့်ဒီတစ်နှစ်လုံးမှာလက်မထောင်ပြီးလူမာထင်ရှားချမ်းသာများသွားမဲ့စနေသားသမီးတွေဖြစ်ပါရဲ့ရှင်ထို့အတူပဲတောက်ကြသားသမီးတွေကရာစားဆိုတဲ့မဟာဘုပ္ပမှာတည်နေတဲ့အတွက်ဒီနှစ်ထက်မှာမြေဆိုးရာစားနဲ့ပတ်သက်ပြီးချင်းမြေနာမျိုး ုံရတတ်တယ်။နောက်တစ်ခုကအိမ်အောင်ရေးလူမှုရေးအချစ်ရေးတွေမှာကံကောင်းနေမဲ့အချိန်လေးဖြစ်ပါတယ်ရှင်။ကိုလုတ်တဲ့ကိစ္စတွေကိုအရင်ကတွေးချုံပြီးတော့လူတရားကို အလုတ်အစ်စ်မှဆတွေ့တဲ့လူတရားကိုအားလုံးကူညီဖိမမဲ့အချိန်ကာလဖြစ်ပါတယ်။ခရီးတွေလည်းတွားတတ်တယ်။ခရီးကောင်းတွေဖြစ်ပါတယ်ရှင်။ထို့တူပဲကိုလုတ်နေတဲ့ကိုယ့်ရဲ့အကြီးအကဲ ဒါမှကိုနဲ့ပတ်သက်တဲ့အကြီးကဲဒါမှမဟုတ်ကိုတခုအလုံးလုံးဖို့တဲ့သွားရောက်တဲ့အခါမှာအဲ့ဒီလုံနဲ့ပတ်သက်တဲ့အကြီးကဲတွေဟာတောက်ကြထားသမီးကိုကုညီဖို့အသင့်ဆောင်နေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်လဲနှစ်ဆန်းတရနှစ်မှာတောက်ကြထားသမီးတွေဟာတယောကမုန်းနဲ့ခေါင်းစည်းမင်္ဂလာပြုလုပ်ပြီးလိုက်တဲ့အနေအကြီးကဲတွေကို ကတော်ချင်းရင်မှန်းရိပ်လှူဒန်းခြင်းများ ပြုလုပ်ပေးလိုက်ပါအများကြီးချစ်ခင်ဆောင်းရှောက်မှုကိုခံစားမှာဖြစ်ပါတယ်ရှင်ထို့တူပဲဇာတာပရိသတ်သမီးတွေဇာရီသတ်သမီးတွေဟာငါဘုမကြည်လိုက်တဲ့အခါမှာအဓိပတိဂျိုမှာကြီးဆိုးနေတယ်ရှင်အဓိပတိဆိုတော့ဒီတစ်နှစ်လုံးမှာဒါတွေကတော့တစ်နှစ်စာတစ်နှစ်စာပေါ့ဒီတစ်နှစ်တည်းအကောင်းကြီးအဆိုးတွေကိုသူခံစားရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီဇာတာပရိသတ်သမီးတွေကအဓိပတိဂျိုမှာရက်တည်နေတဲ့အတွက် ူဟာကောင်းတဲ့အကျိုးတွေအများကြီးခံစားပါတယ်။ဒီနေ့ထမငွေတွေလည်းအများကြီးအများကြီးဝင်လိုက်ပါလိမ့်မယ်။အဲ့လိုဝင်ချင်းတဲ့သူငွေတွေလည်းရေကိုခတ်ချိုးလိုက်တယ်လို့ပဲဝေါဟုတ်ကနေဝေါဟုတ်ကနေပြန်ထွက်သွားပါလိမ့်ရှင်။ဒါပေမဲ့လေဒါဟာအလဟတ်ထွက်တာမျိုးမဟုတ်ဘဲနဲ့အလုတ်တစ်ခုတည်းကိုထပ်မှန်ပြီးရင်းနှီးမြှုပ်နှံဖို့အတွက်ကြံစီပြီးလုပ်ရင်ပိုပြီးကောင်းပါလိမ့်ရှင်။ထွက်မဲ့အတူတူအလုတ်ထဲကိုရင်းနှီးပြီးထည့်စီကြပါလိမ့်။ ်ကိုလုံတဲ့အလုပ်ကိုတွတ်တဲ့အောင်ဆောင်ရွက်စေချင်ပါတယ်။ကျမကြီးကလည်းနင်းနေတော့ခြူချတဲ့ခြူချတတ်ပါတယ်။ဂယုစိုက်လိုက်ပါ။အထူးသဖြင့်ကြာပရိသသမီးတွေကမတော်တဆထိခိုက်ဒဏ်ရတတ်တယ်။လုံတဲ့အလုပ်မှာတော့နည်းနည်းအတိုက်ခိုင်ပြိုင်ပဲပေါ်တတ်တယ်။ကိုလုံနေတဲ့နေရာကိုလုံငန်းဆနေတဲ့နေရာကိုပဲတခြားတယောက်ကဝင်ယူနေတာမျိုးကိုပဲလုပ်တဲ့လုပ်ငန်းဆိုရင်လည်းအနားမှာ တယောက်ကအတိုက်ခံပေါ်လာတာမျိုးကြုံရတတ်တယ်။ဒါပေမဲ့လည်းစိတ်မပူပါနဲ့ရှင်။ကံကောင်းတဲ့နှစ်ဖြစ်တဲ့အတွက်အဲ့ဒီအញ្ញံခိုက်တီးပြေပြောက်စီအောင်နွားတို့ရေတစ်သီးတစ်မျိုးရိုးရဲ့ကိုနေ့တိုင်းသုံးမဟုတ်ကြာပြီးနေ့တိုင်းလှူဒန်းပေးမယ်ဆိုရင်ကောင်းမဲ့ဟာတွေကဇက်တိုက်ဇက်တိုက် ကောင်းပြီးညံ့မဲ့အရာဝတ္ထုတွေညံ့မဲ့အကြောင်းအရာတွေဟာအလိုလိုပြေပြောက်သွားပါလိမ့်မယ်ရှင်။ ဒီလိုလှူဒန်းပေးခြင်းဖြင့်ကုရဲ့ကံတရားကိုမြင့်တင်ပေးလိုက်ပါဒါကြောင့်လဲခေါင်းစည်းမင်္ဂလာပြုလုပ်ဖြစ်အောင်လှူလိုက်ပါ ပြုလုပ်ပြီးလိုက်တာနဲ့ညစန်းတည့်မှာလှူဒန်းပွဲပစ္စည်းနေနဲ့ငွေကြီးအခက်အခဲရှိတဲ့သူတွေအဝေးစားချို့တဲ့လူတွေကိုကူညီပေးလိုက်ပါအထူးသဖြင့်လမ်းပြီးမှာရှိတဲ့တောက်ရီအိုးစင်လေးတွေကို ကိုကအစ်စ်လဲပြီးခြင်းအစ်စ်ဆောက်တီးပြီးခြင်းရေများမကြကနဖြည့်ပြီးခြင်းဖြင့်ကြာပြီးသားသမီးတွေဟာအညာခိုက်တီးပြေပြောက်ပြီးကောင်းချိုးချမ်းသာတွေရရှိသွားမှာဖြစ်ပါရဲ့ရှင်လာပါပြီအခုကတော့ကျမတို့ဗုဒ္ဓဘုသားသမီးတွေရှားဟုလဲပါတာပေါ့ရှင်နော်ဗုဒ္ဓသားသမီးတွေဟာဒီနေ့မှာတာစားတယ်တာစားတယ်လို့ခေါ်တယ်တာစားတာဘာလဲဆိုတော့ အတာတက်တဲ့နေ့မှာမွေးဖွားတဲ့လူတွေကိုအတာစားတယ်လို့ခေါ်ပါတယ်။သူတို့ကဘာဖြစ်တတ်လဲဆိုတော့အတာစားတဲ့လူတွေကနင်းနေအခက်ခဲလေးတွေအကျက်တဲလေးတွေနင်းနေတွေ့တတ်တယ်။သူထို့တဖြင့်ကျမ်းမာရေးကိုနင်းနေကူးဆိုင်တယ်နဲ့ဒီဗုဒ္ဓဖုဟာဒီနှစ်ကဲဗုဒ္ဓညံ့တာလဲပါတယ်။ထို့အတူပဲမိမိမွေးတဲ့ဖွားတဲ့ရက်နှစ်ကလည်းဒီလိုနဲ့တည်ကျွင်းပြီး နော်တက်ကီတက်ကီကိုခုနှစ်နဲ့စားပြီးတစ်ကျွန်းနဲ့နှစ်တစ်ကျွန်းနဲ့နှစ်တမားတွေပူပြီးကူးဆက်ရမယ်နှစ်ထပ်ကွမ်းညံ့ပါတယ်ရှင်။ဘာဖြစ်လို့ဆိုဒီနှစ်ကပုထုမရဏကြတာရေကိုမီးမွေးဖွားခဲ့တဲ့ဇာတာတွင်ရဘုရဖူးရတဲ့မရဏမှာကြာနေတဲ့အတွက်ပူပြီးတော့နည်းနည်းနှစ်ထပ်ကွမ်းနည်းနည်းလေးညံ့တတ်တဲ့အထူးကူးဆက်တဲ့ကာလဖြစ်ပါတယ်။ဒါတော့ကျမတို့ရိုးရမြမနီးနေနေပေါ့ ရှေယိုးစင်လာဆိုတော့လေကျမတို့ကပယ်ဖြတ်လို့မရဘူးရှင့်အတာအိုးကိုကြိုကြပါတယ်ဆရာတော်ဖျားကြီးတွေကတော့ပြောပါတယ်အတာအိုးဟာစွန့်ပြင့်တင့်ပြီးလို့ပြောတယ်ဒါမြင့်ကျမတို့မြန်မာတွေကအယိုးဆွဲနေအားလေးမှမကြုံလိုက်ရရင်တခုဖြစ်တော့အာအတာပန်းမကြုံလို့ဆိုတဲ့နမိတ်လေးတွေဖြစ်တတ်ပါတယ်လုံနိုင်တဲ့လူကလုံပါလုံချင်တဲ့လူတွေကလုံပါအယိုးဆွဲနေတဲ့လူတွေလုံပါမတားပါဘူးเนาะဒါပေမဲ့ အတာကြိုတဲ့ဦးဟာဘာမှတော့အပြစ်မရှိနိုင်ပါဘူးရှင်လုံးတင်ပါတယ်လို့လောကီအနေနဲ့ပြောတာပေါ့ရှင်လောကုတ်တရားတော့မပါဘူးပေါ့အဲ့တော့အတာအိုးလေးကိုကိုယ်တိုင်ကြိုရတယ်ရှင်ဒီဖက်မိသားစုတွေရှိနေလို့ရှင်တခြားမိသားစုတွေကမိသားစုဝင်တွေကတတ်တတ်အတာတအိုးကြိုရတယ်ဘုရုသားသမီးကကိုယ့်အတွက်ကိုတတ်တတ်တအိုးကြိုရတယ်အတာကြိုတဲ့နေ့မှာအဲ့လိုကြိုတဲ့အခါမှာလဲသူ့အတွက်အကောင်းဆုံးဖြစ်တဲ့မိစာရွက်ကလေးလက်တဆုပ်ကိုပအောင်ထည့်ရပါတယ်ရှင် နာရှိရိုးတွေကရှေ့ကျန်းတွေကပေါ့နော်တအားတို့အတာဥကိုကိုတိုင်းချိုးမယ်ဗုဒ္ဓသာသမီးတွေကနောက်တစ်ခုကအတာထမင်းအတာဟင်းစားတတ်ပါတယ်တကြံထဲမှာအတာထမင်းအတာဟင်းတွေရောင်းနေဆိုင်နေရရှိပါတယ်ကို့ဖွာကိုလည်းစားနိုင်ကောင်းပါတယ်ရှင်အဲ့တော့မရဏကျွေးတကူကဘာဖြစ်နိုင်လဲဆိုတော့ကျမ်းမအင်းနေနေညံ့မယ်ခါလီအဆွဆွဲပြောဆိုတော့ခံရတတ်တယ် လမ်းတော့လည်းမထင်မှတ်ဖက်နဲ့ထိခိုက်ထန်ရတတ်တယ်။သူ့ကိုရေရွယ်ပြီးပြောတာတော့မဟုတ်ပေတခြားတယောက်ကိုရေရွယ်ပြီးပြောတဲ့ဇကားတွေဟာသူ့ကိုလာထိခိုက်တယ်လို့ဖြစ်နေတာကြောင့်သူ့မှာ feeling တွေနေနေပို့ပြီးများတဲ့အချိန်မျိုးဖြစ်တာပေါ့ဖြစ်တတ်တယ်မဖြောင့်နေမှာပေါ့နော်အဲ့တော့ဘီရင်မေးတာလို့ဂျီတီအာတို့လောက်တာလို့ဆိုတာလောက်တက်ပါတယ်ရှင်ဘာပဲပြောပြောစိတ်ကစိတ်တက် ခွန်ခွန်အားကိုလည်းပြီးတဲ့နဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ဒါကြောင့်လေအတာတဲ့နဲ့လူတွေကအတာထမင်းအတာဝိုးကိုကျူပြီးပါ အတာထမင်းအတာငှင်းကို စားပြီးပါထို့အတူပဲအတာတက်တဲ့အချိန်ဒါတက်တဲ့ဆိုတချံတက်တဲ့အချိန်ဒါလူတိုင်းအသိပါတယ်နော်အကြီးဘုဒ္ဓဖုနေ့မနေ့ဆယ်နာရီ52မိနစ်20စက္ကန့်ဟာအတာတက်ပါတယ်။ ဲ့ဒီအတားတက်တဲ့အချိန်မှာဘာလို့ ਆ လဲဆိုတော့အတားစားခံရတယ်အတားစားခံရတယ်ဆိုတာက အတားတက်တဲ့အချိန်မှာကိုတို့ဘာလို့ ਆ လဲဆိုအတားမတက်ခင်ပေါ့ဆယ်နာရီ52မိနစ်ဆိုတော့ကျွန်မဆယ်နာရီ7မိနစ်လောက်ထဲရရေမိုးချိုးမယ်ဖျားဖို့ကျွန်မတို့တစ်တီးတွေပန်းနေစီမီတွေအမှုတွေနဲ့ပူစောပါကိုကြိုက်တဲ့အဥ္စရာပူစောဘာမှစွစွဝေးဝေးခုနေတိတ်ပြီး မစင်းစားပါနဲ့เนาะတကယ်လုတ်တဲ့နာကအဲတတိပန်းရေချာရှင်မီတွေနဲ့ဖျားအောင်ဆယ်နိုင်လောက်တည်းပူစော်ထားတာပေါ့ပူစော်မယ်ပူစော်ပြီးเนาะရေသနာခုနှစ်ပါးစီရင်ရွေးလို့ကျန်းနေတယ်မှာပါပါတယ်အဲရေသနာခုနှစ်ပါးကိုစီရင်ရဲဆိုတာအခုချိန်တော့မတိဘောရှင်အရင်တော့ကကျမတို့ဘိုးတွေဘွားတွေလို့ဆိုလုတ်တတ်တယ်လင်မန်းလေးတဲကိုရှိတဲ့အိမ်မှာရွှေငွေတွေပေါ့ရွှေတွေပေါ့အသေးချာစီကြောပြီးဖေး လင်မန်းလေးတဲ့ထက်ဖျားကိုကတ်တာဟုတ်အဲ့ချိန်မှာလုတ်တယ်လို့ပြောတယ်အတာတက်တဲ့အချိန်မှာအဲ့ရေစနာခုနှစ်ပါးဆင်ရည်လို့ပြောတယ်ဒါမှလည်းအခုခက်ကတော့နည်းနည်းလေးကိုလက်ထက်အသားနဲ့ထိထားပြီးဝှက်ထိုင်နေပြည့်စုံပါတယ်ရှင်ရေစနာခုနှစ်ပါးဆင်ရင်ပြီးနော်အတာတင့်ရပေါ့အဲ့မှာဂဟစာဖွင့်ရအရလူခေါ်တဲ့အရှိမြောက်ရောက်ကိုလှည့်ပြီးတော့ခေါင်းလေးမောပြီး အတာစားခံလိုက်ပါအတာတက်တဲ့အချိန်မှာလိုရမှာเนาะအတာတက်တဲ့10နာရီ40မိနစ်20စက္ကန့်အဲ့တော့တန10နာရီ40မိနစ်လောက်တက်30လောက်ထက်ရထိုင်မယ်ထိုင်မြခေါင်းလေးမော့ထားမယ်42မိနစ်နဲ့20စက္ကန့်ကျော်တဲ့ဒီအဲ့ခေါင်းလေးမော့ပြီးအတာစားခံလိုက်ရင်ခေါင်းလေးမော့နေလိုက်မယ်ဆိုရင်ဒီနေ့မှာအတာစားရဲဆိုတဲ့အရာဝတ္ထုကြီးဟာသူ့အတွက် ကြောက်เสียအကြောင်းအရာမဟုတ်ပဲဖြစ်သွားပါလိမ့်မယ်။ရှေ့ချမ်းတွေကဒီလိုဆိုတယ်။ကျွန်တော်တို့ကဒီလိုပြောတယ်။နော်ဒီလိုပြုပြင်နေထိုင်လိုက်မယ်ဆိုရင်လောကအိမ်မှာတိတ်ပြီးကြောက်เสียရလို့ဘာလို့စားမရှိနိုင်ပါဘူးရှင်။ကိုယ့်ကိုယ်လည်းယုံကြည်တဲ့သဘောနဲ့တည်တည်ချာချာလေးလေးနက်နက်လှုပ်ဖို့တော့လိုတယ်။အာတချို့ကလှုပ်ပါလို့ပြောတယ်၊ချို့ကမလှုပ်ပါဘူးပြောတဲ့အတွက်အလိုကောင်းလို့မလိုကောင်းဘူးစိတ်ထဲမှာမထားပါနဲ့။လှုပ်ချင်တယ်ဆိုရင်တကယ်လှုပ်ပါ။ တကယ်ကောင်းတာကြီးဖြစ်မှာပါနည်းနည်းလေးကိုစိတ်ဘလီနေတယ်ဘာညာဆိုမလုပ်လဲမလုပ်ပါနဲ့ဘာမှဖြစ်ရင်ဘာမှဖြစ်ဘူးရှင်နော်ဖြစ်လာရင်တော့ဟာငါဒါကြောင့်လားလို့ဆိုတဲ့ဥစ္စာလို feeling တော့မဝင်နဲ့ရှင်နော်ဆိုလိုတာကလုံးဆရာကြီးတာလုတ်ပါစိတ်ထမ်းမှရေတံပြီးကျွန်တော်တို့မကောင်းတာဘာမှပေါ့လေဖျားဆုံးတော့တင်တယ်တတိတွေကတ်တယ်နော်ကျွန်တော်တို့ဂျင်းတာခုနှစ်ပါးရင်းနဲ့ကတ်တယ်နော်လှူပဲပြည့်စုံနေလှူတာကြာချင်းရရင်ကောင်းချိုးလို့ဘာလို့ပဲရမှာပါနော် ်ကြံထာလေးကတော့ကိုကိုပြုတ်ပြင်ပြောင်းလဲနေထိုင်မျိုးနဲ့နေလိုက်မယ်ဆိုရင်ဘုဒ္ဓသားမိတာစားတာမကြောက်စရာရှိလဲရှင်ဂိမ်းနေခန်းနေရတော့ဒီလိုလုံးဖြစ်တတ်တယ်ကြီးချင်းမှာအဲ့လိုဖြစ်အောင်ဒါလုံးပါလို့တခါတည်း answer ဆိုတခါတည်းပါပြီးသားနော်ကျွန်မလူတွေချမ်းသာစေချင်ပါတယ်ထို့ပြင် popular ပြည်သက်တွေကျမ်းမှချမ်းသာစေချင်တဲ့အတွက်နော်ဒီလိုအကြံဉာဏ်လေးပြတာဖြစ်ပါတယ်နော်ကံကောင်းကြပါစေရှင်အဲ့တော့ ဘုရုသမီးတွေကအတာစားပြီးလိုက်တာနဲ့ဒီတနှစ်လုံးမှာကျမရဲ့ဂျူးဆက်ရမယ့်အတွက်သူစားခြင်းနဲ့အကြောင်းသူများစီကနင်းနေတောင်းစားရဖြစ်ဇတိဖြစ်ဖြစ်ဟဲ့ငါ့ကိုဒါလေးနင်းနေကြွေးပါဟဲ့ငါဒါလေးနင်းနေစားခြင်းလို့ပါဆိုတောင်းစားလိုက်ပါတော့မိနေတဲ့တွေရှိတယ်ရှင့်မိနေတဲ့ဆိုတော့ကိုယ်အိမ်မိသားမှာအိမ်ကလေးမိဖွားရမယ့်ဖြစ်စစ်မိဖွားရလို့မရှိဘူးဆိုရင်ကျမတို့ဟိုကျမခန္ဓာလို့ကျမတို့မိဖွားတဲ့နေရာဒီမှာအများကြီးပါနော်ဟိုတက် ဟိုစေးနိုင်စေးနိုင်မှာကလေးမီးဖွားတကယ်လှူချင်တယ်ဆိုတော့အဲ့ဒီဂျပန်ခံရလို့ပြောတယ်ကျမတို့ပါလဲအမျိုးသမီးတာဖွားစေးယုံကြီးမှာဆိုကလေးမီးဖွားလူအများကြီးပဲနှစ်ဆန်းတဲ့နေမှာတော်လို့အဲ့လိုသွားသွားလှူတတ်ပါတယ်အမစားစရာပဲရှင်စားစရာလေးတွေပူပူနွေးနွေးပေါ့အာသသားလေးနဲ့ထမင်းလေးနဲ့အာခောက်ဆွဲကြော်လေးနဲ့ကလေးလေးတွေ့ဆိုလို့ရှင်ဥကောင်းနဲ့ပတ်သက်တာပေါ့အဲအုတ်ထုတ်လေးတွေနော်အင်းချီလေးတွေကိုလှူပေးလိုက်ရင်လည်း ဗုဒ္ဓသာသမီတွေကံကောင်းခြင်းတွေပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်ရှင်မရဏအကျိုးရဲ့ဒါစားတဲ့အကျိုးတွေဟာတဖြည်းဖြည်းနဲ့လွင့်ပြောက်သွားမှာဖြစ်ပါတယ်ထို့တူပဲအင်္ဂါသာသမီတွေသူ့ရဲ့မူလနေရာမှာတိုက်မှရှိတယ်တိုက်ဆိုတဲ့နေရာက လုံလုံချုံချုံလေးရှင်မိသားစုကိုလည်းသူအခုညီပေးနိုင်တဲ့အချိန်ခါမျိုးဖြစ်နေတတ်တယ်။သူများရဲ့အတိုက်ခိုက်တွေကိုလည်းဖယ်ရှားနိုင်တဲ့အချိန်ဖြစ်ပါလေ ဒါကြောင့်လေဒီနှစ်မှာခေါင်းစည်းမင်္ဂလာပြုလုပ်ပြီးတာနဲ့ဆရာသမားတယောက်စီကလက်ဆောင်ပစ္စည်းလေးများတစ်ခုလက်ဆောင်ရခဲ့ရင်အင်္ဂါသားသမီးတွေအလုံးအလုံးအောင်မြင်ချမ်းသာရမယ်နှစ်ကာလဖြစ်ပါလေစီဝါလလပတ်တီလေတက်တက်ပါလေကပနိုင်ငံသုံးငွေလေးတဲ့အမြောက်များအလူရက်ကိုဝင်တတ်ပါလေရှင် ကျမရဲ့အညာများစီးပွားရေးတိုက်ခန်းများကင်းစင်ရန်အတွက်တော့နှစ်ဆန်းတရက်နှစ်မှာတယောကမုန်းနဲ့ခေါင်းလျှော်ပါမယ်အဲ့လိုခေါင်းလျှော်ခြင်းနဲ့တူအဲ့တယောကမုန်းရဲ့ဟိုကျမတို့ပြားရီ60နွားတို့60စွန်းနန်းသာ5ပါးထည့်ပြီးရောခေါင်းစည်းမင်္ဂလာပြုလုပ်လိုက်ပါအင်္ဂါသားသမီးတွေကောင်းတဲ့ကောင်းတော်မှာဖြစ်ပါရဲ့ရှင်ထို့အတူပဲတနင်္လာသားသမီးတွေတနင်္လာသားသမီးတွေဟာဒီနှစ်မှာတော့ ညံ့တယ်လို့လည်းပြောလို့မရဘူးနော်ကိုယ့်ရဲ့ကံဆွမ်းအားကအလယ်မှာရှိနေတယ်ကိုယ်နဲ့နဲ့လေးကောင်းအောင်လုပ်တာနဲ့ဖြတ်ကလေးပေါ်တတ်သွားကံကောင်းတဲ့နေရာရောက်သွားမှာစီးပွားတက်သွားမှာနဲ့နဲ့လေးကိုကဝရိယနေတယ်အားနေတယ်ဆိုတော့ဒီ margin ပေါ်မှာပဲရှိတယ်အလယ်လက်မှာပဲရှိအောက်ကိုပြုတ်ကျစရာအကြောင်းရှိဘူးသူနေထားဟုတ်ကအဲ့လောက်ထိကောင်းနေပါတယ်ရှင်မျောလင့်ထားတဲ့အတိုင်းအလုပ်တွေအောင်အောင်မြင်မြင်လုတ်ကင်နိုင်ကြမှာဖြစ်ပြီးတစ်နှစ်ပတ်လုံးလဲပြောစရာလေးတွေဂျုံလိုက် စိတ်ညစ်စရာလေးတွေကြုံလိုက်နဲ့ကောင်းတခါဆိုးတလဲ့ဖြစ်နေတတ်ပါတယ်အဆိုးဖြစ်စီ အကောင်းဖြစ်စီတင်းနာသားသမီးတွေရင်ဆိုင်ရမှာတော့တခါနှစ်ခါပြန်ဖြစ်တတ်တယ်ကောင်းရင်လည်းနှစ်ခါပြန်ဖြစ်တတ်တယ်ဆိုးရင်လည်းနှစ်ခါပြန်ဖြစ်တတ်တယ်ရှင့်အဲ့ဒါတော့တိမ်ကြီးခံရမှာပေါ့အဲ့တော့ကောင်းတာလေးဖြစ်လိုက်နောက်တစ်ခါကောင်းမှုတဲ့ကုသကံကောင်းအောင်ပြန်လုပ်ပြီးတော့လုပ်ပေးလိုက်ပါဆိုးတာရှိရင်လည်းအဲ့ဒီအဆိုးကြီးတက်ကျူပပျောက်သွားအောင်ကံတရားကိုပဲကျွန်တော်တို့ထိမ့်သိမ့်နဲ့ ကုသိုလ်နဲ့ရှင်တဲ့အခြေအရာတွေပြုလုပ်ပေးလိုက်ပါ။ကောင်းတာလေးတွေနှစ်ခါပြန်ဖြစ်ပြီးဆိုးတာလေးတွေပပျောက်သွားမှဖြစ်ပါတယ်။အဲ့တော့ကောင်းတဲ့ကောင်းသွားအောင်နှစ်ဆန်းတည့်နေ့မှာခေါင်းစည်းမင်္ဂလာပြုလုပ်ပြီးတာနဲ့ခုနေရဖျားမှာနွားနို့ရေလိမ္မောရေရေစည်းဖြော်ရေဆိုတဲ့ဒီနှစ်ကအကောင်း၃မျိုးကိုဖျားမှာလှူဒန်းလိုက်မယ်ဆိုရင်1388ခုနှစ်မှာတနင်္လာသားသမီးတွေ အညံ့ဒီခိုက်တီအားလုံးပပျောက်ပြီးပုတိဆိုတဲ့ညံ့တဲ့နေရာရဲ့အညံ့ဒီပြည်ပြောက်သွားမှာဖြစ်ပါတယ်ရှင်ထိုတူပဲတနင်္ဂနွေသားသမီးတွေအာဒီနှစ်ကတော့ဘင်ကားမှာရှိတယ်ရှင်ဘင်ကားဆိုတော့ကျမတို့မြမအယူဆအနေနဲ့ဆိုတော့နင်းနေညံ့နေရှင်နော်အတိုက်ခံနေများတတ်တယ်ကိုလုံးနေတဲ့အလုံးမှလည်းအပြောင်းလဲတစ်ခုရှိတတ်တယ်မပြောင်းမဲလုံနေတဲ့ကောင်းတယ်နည်းနည်းလေးပြောင်းလိုက်တာနဲ့အဲ့ဒီ နောက်တစ်ခုကကို့အတွက်တိတ်ပြီးထင်သလောက်အကျိုးမပေးတာမျိုးကြုံရတတ်ပါလေ။ဒါကြောင့်လဲမိမိဩဇာတည်မြဲပြီးသူများလာတိုက်လေကိုကပြောင်းလေဖြစ်အောင်အကြီးကဲများနဲ့လဲအစင်ပြေငယ်သူ တွေနဲ့လဲချီးမြောက်စေရန်အတွက်မြန်မာနှစ်ဆန်းတည့်နှစ်မှာမိမိရဲ့အငန့်လေးပြဖြောက်တဲ့သဘောမျိုးနဲ့မိမိပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုနှစ်သက်တဲ့ပစ္စည်းစုကိုပုံအောင်ကောင်းပါလေ။အထူးသဖြင့်မိမိကြိုက်တဲ့အိမ်လေးပဲဖြစ်ဖြစ်နော် အဘောပြင်လေးပဲဖြစ်ဖြစ်ကံသူအမျက်တနိုးထားတဲ့ပစ္စည်းလေးတစ်ခုကိုကိုယ်တိုင်သို့မဟုတ်တခြားတယောက်ကိုဖျက်ဆီးခိုင်းလိုက်ပါရှင်။နင်စန်းတည့်နေ့မှာခေါင်းဆေးမင်္ဂလာလုပ်ပြီးတဲ့နဲ့ဖျက်ဆီးလိုက်ရမယ်တော့အဲ့ဒါဆိုသူ့ရဲ့အငြင်းနေအခိုက်တွေပပျောက်သွားတတ်ပါလေ။တစ်နှစ်တာတုံးတွက်လေမျက်စောဖျားရုပ်ပွားတော်တွေကိုမျက်နေတော်ကိုရွှေချပြတာမျိုးမကြကနာပြုတ်လုပေးလိုက်ပါ။ရွှေလေးတစ်ဆိုင်ကလည်း ကိုတွေ့အထူးပဲကုသကံတက်ရှိပါတယ်အများကြီးချမှာမဟုတ်ပါဘူးနောက်ပြီးညောင်ပင်တပင်ကိုညောင်ထောက်ပေးလိုက်ပါရှင်ညောင်ထောက်တဲ့အခါမှာလဲတနင်္လာသားသမီးတွေကိုရဲ့အာယုရဖြစ်တဲ့အရှိတောင်ကိုထွက်နေတဲ့ညောင်ခိုင်းကိုကိုအရက်နဲ့ညီတဲ့ဝလုံးဆိုလဲဝလုံးပေါ့တသားဆိုလဲတသားပေါ့တချို့ကတနင်္လာနေ့တွေဖြစ်နေတဲ့အတွက်နည်းနည်းတက်ကြီးရွယ်တွေလုတ်ပင်ဆိုရင်တော့ အုတ်ကလေးကိုကျမတို့ဒီလိုလိုခြံစည်းိုးတိုင်တွေလုတ်တယ်လို့ပေါ့အဲ့ဒီမှာသူ့ရက်နဲ့ညီတဲ့အုတ်တန်လေးတစ်ခုကိုအဲ့ဒီတနုငနေတွေကအရှိတဲ့ထဲမှာရှိတဲ့ညောင်ကိုင်းကိုညောင်ထောက်ပေးလိုက်ပါရှင်ဒီတစ်နှစ်လုံးမှာကျမ်းမှာကြက်ခိုင်ပြီးပျော်စင်စရာတွေတွေ့ကြုံသွားမှာ ဖြစ်ပါတယ်တနုငနေသားသမီးတွေကံကောင်းသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါမင်္ဂလာပါရှင် အာလောယသစ္စပနကုနိမင်္ဂလိလာမစ၍မာတိတုပိသားများနှင့်တကားကဘာတိတုပိသားများအားလုံးဤသေချာယာယိကတိတော်မမကျော်လွားလျောက်နိုင်ပါစေလို့စီယာမရှိသောတာဆိုရင်နဲ့နဲ့ဘယ်များကစုတော်မြတ်တာပို့တတ်လိုက်ပါရဲ့ရှင်